မင်္ဂလာပါချစ်မစများကျမ်းမာချမ်းသာပြီးတော့လွန်ဆန်းတွေပြေဝကြပါကဲဒီနေ့ကျွန်တော်တို့ဆီလာပိုင်းပထမဆုံးနေ့ဖြစ်တယ်နော်ဆီလာပိုင်းပထမဆုံးနေ့ဖြစ်တဲ့အတွက်ကြောင့် 3D ကလည်းထွက်မှာဖြစ်တယ်အဲဒါကြောင့်ကျွန်တော် 3D က main 3ဝက်နော်အကောင်ဆုံး3ဝက်ကိုကျွန်တော်လက်ဆောင်နေနဲ့ထုတ်ပေးထားပါတယ်မဆူများအထရန်နော်မဆူများအတွက်ထုတ်ပေးထားတာဖြစ်ပါတယ်ကြတာတို့ကျွန်တော်တို့ဒီနေ့တိုင်းကနေဖြစ်ပါတယ် လို့တည်ရနေအတွက်နေတာကနေဖြစ်တယ်ပုံမှန်နေတာကနေကတော့ပုံမှန်ဖြစ်တယ်အဲဒါမဲ့ဒီနေ့ကတော်တော်လေးအကွက်တင်နေပြီးတော့အကြိုက်တွေဖြစ်နေတယ်ဗျနော်အဲဒါကြောင့်ဟောစမားသတိရှိရလေးဝင်ကြည့်ကြပါနားမလည်နောက်ထပ်တစ်ခေါက်ပြင်ပြီးတော့ကြည်ပြီးတော့အသုံးပြုသင့်ပါတယ်ဗျကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ ပထမဆုံးအနေနဲ့နေတဲ့ကနေကိုတော့ရအောင်ဗျာနော်ပထမဆုံးအနေနဲ့နေတဲ့ကနေကိုတော့ရအောင်ကဲကျွန်တော်တို့ဆီလာပိုင်းတည့်ရနေနော်ဆီလာပိုင်းတည့်ရနေပထမဆုံးနေ့အတွက်ကိုကျွန်တော်တို့နေတဲ့ကနေဖြစ်တယ်ထိုက်စည်းကဘာတွေရလဲဆိုရင်ကြည့်အောင် ီဒီယိုတင်ရတာတမျိုးဖြစ်နေလို့သိခံပြီးကြည့်ကြပါဘူးဗျာနော်အဲအစင်ပြေအောင်အတွက်နေပြီးနေရတာဖြစ်ပါလေကေထိုက်ကတော့ကျွန်တော်တို့ဦးနေပြင်အတွက်6တက်ကိုထိုက်စီဖြစ်ပါတယ်အဲဒီနေရာမှာထိုက်စည်းကိုပြောချင်တာက ဆက်တိုက်ကိုဝင်နေတဲ့မနက်သူမောင်ညာအနည်းဆုံးတစ်ချိန်တော့ထိုက်ကတော့မှဲနေတယ်ဗျ။အဲဒါကြောင့်မဆွေများကိုရတဲ့အကြိုက်ကြီးနဲ့တလုံးနဲ့တွေးပြီးတော့ကွက်လေးတွေထုတ်မယ်ဆိုရင်နေနေလေးပဲရမှာဖြစ်ပါတယ်။နော်ကဲအထီးကနေကိုကြည့်အောင် အထီကနေကလည်းနှင်းနေတော့အထီကနေကလည်းနှင်းနေတယ်ကဲအထီကနေမှာအထီကနေကလည်းဒီနေ့၆တေကိုရတယ်ဗျကဲခိုင်စင်းနဲ့အထီကနေနဲ့တူနေပါတယ် နော်ခိုင်စင်းနဲ့အထီးကနေနဲ့တူနေပါတယ်မဆင်းများကဲပြီးရင်ကျွန်တော်ပုံမှန်တိုင်းပဲ right ရေကီရေကြောင်ပထမနိုင်ကျွန်တော်ကနိုင်နေနေရှာရှာရတာဖြစ်တယ်နော်ဒါ right ကီကပထမနိုင်မှာကျွန်တော်တို့ကြည့်ရသုံးရင်ရှိတယ်။ကဲဒုတိယနိုင်မှာကျွန်တော်ဒီဟာကတော့ချွေကဲကြီး တင်မရှုခဲ့ကြီးနှိမ့်မရတဲ့ဟာဖြစ်တယ်။ကဲဒါလေးကိုပြောချင်တာနော်။ဒီလို 2B ဆိုရင်ဒီနှိမ့်နဲ့ဒီဖက်နှိမ့်နဲ့ဒီဖက်နှိမ့်နဲ့ 2B ဆိုရင်ကျွန်တော်တို့ဘာကြတဲ့လဲဆိုရင်အပူဥဒမဟောက်ကျွန်တော်တို့ဒီ2တဲ့တလုံးကဘာရဲ့အနေနဲ့လာတဲ့တဲ့ နော်ဦးတော့မဟုတ်ကျွန်တော်တူတဲ့တလုံးကဘိုင်နေနဲ့လာတဲ့တယ်ကေဒါဆိုရင်ကျွန်တော်အတွေးပုံစံရပြီ ထိုက်စီရပြီအထီရပြီကီးရဘရရရပြီဆိုလို့ကျွန်တော်တို့အတွေးပုံစံထုတ်လို့ရပြီဗျကေအတွေးပုံစံထုတ်မယ်ဆိုရင် ကဲဒီလောက်ပဲရတယ်ဗျတော်တော်လေးလဲပါတယ်ဗျာနော်အတွေးပုံစံကဒီလောက်ပဲရတယ်ကဲကျွန်တော်တို့မနေ့က30ရက်နေ့ကနော်30ရက်နေ့ကကျွန်တော်ဒီမှာကျွန်တော်ထိုက်စည်းအနေနဲ့ဝင်တယ်ထိုက်စည်းအနေနဲ့ဝင်တယ်ဗျာနော်အထီးကနေကလေးဝင်ပါတယ်ဟုတ်ပြီအဲကျွန်တော်တို့ဒီမှာအတွေးပုံစံထဲမှာကျွန်တော်ဒီမှာအတွေးပုံစံအတွေးပုံစံက15ခွဲရတယ်ဒီ15ခွဲ size ကကျွန်တော်တို့ဒီတစ်ခွက်ထွက်တယ် ဒါအားတော့ကျွန်တော်ကပေးပြီးသားဖြစ်တဲ့ဝက်ဆွေများအကြိုက်ထက်တူကြတဲ့အကွက်ကိုကိုယ်ကိုရွေးရှင်လို့ရတယ်ကျွန်တော်ကတော့ main ကွက်တွေထုတ်ပေးလိုက်တယ်အဲ main ကွက်ကတော့လွေးတော့တယ်ဗျာနော်မနေ့ကတော့ဒါဒီအကွက်တွေကဒီအကွက်ကထပ်ပြီးတော့ခုံတော့လာဖြစ်တဲ့ဒီအကွက်ထွက်တော့တယ်နော်ဒါဒီဟာကတော့ကျွန်တော်တို့အတွေ့ပုံစံတွေမှာမပါဘူးညနေကတော့ကျွန်တော်တို့ဒီအတွေ့ပုံစံ15ကွက်ထိမှပါတယ်ဒီအထိအတွေ့တွေကအကြိုက်ထုတ်ယူတယ်မှဆိုတဲ့ ဆင်ပြေကြမှာပေါ့။ဒါပြောချင်တာကကျွန်တော်ထိုက်စည်းမှန်တယ်အထီးကနေကလည်းမှန်နေတယ်။ဟုတ်တယ်နော်အဲ့ဒါလေးကိုကျွန်တော်ပြောချင်တာဖြစ်တယ်။ကြည့်ဒါဆိုကျွန်တော်တို့ဒီအကွက်တွေကနင်းနေလေးရပြီ။အဲပြီးကျွန်တော်တို့ဒီ26ရက်နေမှာတခုဒီနေရာမှာအာပြောချင်တာနော်။ပြောရှင်တာတခုကကျွန်တော်26ရက်နဲ့ဖွင့်ရနေမှာလေဒီ site ကြတယ်ဒီ site ကြတယ်ဆိုတော့ကျွန်တော်အပူကထွက်သွားတယ်။ဟုတ်အဲ့ဒါလေးကိုကျွန်တော်ပြောရှင်တာ ပူးကထွက်တော့တယ်ဒီအပတ်မှာကျွန်တော်တို့ဒီပထမဆုံးဖွင့်ရနေမှာဒီအပူးသို့မဟုတ်ဒီ by side ကြပြီးတော့မှန်တော့တယ်အဲဒါဆိုရင်တော့ဒီနေ့ဒီနေ့ဆိုရင်ကျွန်တော်တို့၃ရက်မြောက်ပေါ့နော်၃ရက်မြောက်မှာကျွန်တော်တို့ထပ်ပြီးတော့ဒီ side ကြရတဲ့အတွက်ကြောင့်မဆင်များနည်းနည်းတတိထားရမှာဖြစ်တယ်နော်တတိထားရမှာဖြစ်တယ်ကဲကျွန်တော်တို့အပူးသို့မဟုတ်ကျွန်တော်တို့တစ်ပါဆိုတော့အပူးကဘယ်ဟာလာနိုင်လဲဆိုတော့ကျွန်တော်အထီးကနန်းနဲ့ထိုက်ရောထိရောအတူတူဖြစ်တဲ့အတွက်ကြောင့်ဒီ၃ွက်ကတော့အားကောင်းတယ်ဗျ နော်ဘူးလာမယ်ဆိုရင်ဒီ၃ခွဲကတော့အကောက်ပါတယ်ဗျာနော်ဒီ၃ခွဲကတော့အကောက်တယ်အတင်းနဲ့ပတ်သက်လို့ကတော့ဒီအထင်းကပါတဲ့ဟာပေါ့အဲ့ဒါနင်းနေလေးဖြစ်တယ်နော်တင်းနဲ့ပတ်သက်လို့ဒီမှာပါမယ်ဆိုရင်တင်း၃ရဲ့ဒီရှိနှစ်ခွဲတည်းပဲရှိတယ်နော်တင်းနဲ့ပတ်သက်လို့ဒီမှာ၃တင်း၃တင်းရှိနှစ်ခွဲပဲရှိတယ်ဗျာ เนาะဒီ assignment မှာဆိုရင်ဒီအွက်တွေကတော့လာနိုင်တဲ့အလားအလားရှိတယ်အဲဆိုရင်တော့တကူကတော့ကျွန်တော်တို့ဒီအရင်ပထမဆုံးဖွင့်ရနေမှာဒီ site ကြာပြီးတော့မှန်တော့တဲ့အတွက်ကြောင့်နည်းနည်းလေးเนาะထပ်ပြီးတော့မှန်နိုင်မလားဆိုတာကိုကျွန်တော်တို့ကြည့်အောင်အဲဒီအထက်မှာကျွန်တော်တို့အားကောက်လားမကောက်လားဒီ site ကအားကောက်လားမကောက်လားဆိုတာကိုထပ်ပြီးတော့ကျွန်တော်ရှင်းပြပေးမယ်เนาะအဲဒါကြောင့်မဆင်များအေးစစ်စစ်ကြည့်ဖို့တဲ့ကြိုပြီးတော့ကျွန်တော်ပြောရတာဖြစ်တယ် ဲ့ဒီမှာဒါတို့ရွှေကဲကြီးတစ်ဖြစ်ပါတယ်ရွှေကဲကြီးတစ်မှာကျွန်တော်တို့ဒီဖိုက်စည်းအနေနဲ့သုံးရည်တစ်ရှိတယ်နော်တစ်ကလည်းကျွန်တော်တို့ဒီမှာဖိုက်စည်းအနေနဲ့ရှိတယ်ပြီးတော့ကျွန်တော်တို့ဒီမှာရွှေကဲကြီးဒါတို့ရွှေကဲကြီးနှစ်ဖြစ်တယ်အမှရွှေကဲကြီးနှစ်မှာကျွန်တော်တို့ဒီတရက်နေမှာတရက်နေမှာပါလဲဆိုရင်ရှေ့တစ်တစ်ကလည်းဒီမှာပါနေတယ်ဟုတ်ပြီနော် ကျွန်တော်တို့20ဒါတော့နည်းနည်းရှင်းပြအောင်မယ်ကျွန်တော်တို့26ရက်နေမှာကျွန်တော်တို့လွေးတယ်ဗျ။ဟုတ်ကျွန်တော်တို့ဒီနေ့30ရက်နေမှာသူမြရဲ့လေးရင်မှာကျွန်တော်တို့လေး bright လေး bright ထွက်တယ်။ဟုတ်ပြီနော်။ကဲဒါဆိုရင်တရက်နေမှာကျွန်တော်ရှေ့တည့်ရင်ရှိတယ်တစ်ကလည်းပါနေတယ်ရွှေကကြီးနှစ်ထင်းမှာတစ်ကလည်းပါနေတယ်။ပြီးတော့ကျွန်တော်တို့ဒီမှာရွှေကကြီးတစ်ထင်းမှာကျွန်တော်တို့ထိုင်စီနေနေတည့်လေးရှိတယ်။ဒါ အားကောင်းတာကိုပြောနေတာနော်။ဒါဒါဒီမှာထပ်ပြီးတော့ရှင်းပြရမယ်ဆိုရင်တို့ member ပတ်သေးရတော့6ပတ်သေးဖြစ်ပါတယ်။နော်ဒီနေ့ထွက်တော်ပြီ။အပူပါအခွေထဲမှာလေးလုံးအခွေမှာတော့ကျွန်တော်တို့ဒီတစ်ခွက်ပါပါတယ်ဗျ။ဒီအကွက်တစ်ကွက်ပါတယ်ပူပါလေးလုံးအခွေထဲမှာကျွန်တော်တို့ member အခွေဖြစ်တဲ့အတွက်ကြောင့်တော့လေးလုံးလုံးကိုထုတ်ပြီးတော့မပြသေးဘူးเนาะတစ်ကွက်ကတော့လာနိုင်သေးတယ်ဗျာ နော်ဒါကြောင့်မပြသေးဘူးအဲပူပါတို့တော့တပတ်တာအကောင်းဆုံးဇင်ဟာကွင်ထဲရတော့မထွက်သေးဘူးဗျအဲ bright နေနဲ့ကြည့်မယ်ဆိုရင်ဒီမှာတစ်ခွက်ထွက်ပြီအဲပြောချင်တာကကျွန်တော်တို့ဒီထိုက်စီနေနဲ့တစ်ထိုက်စီလေးရှိတယ်ပြီးတော့ကျွန်တော်တို့ဒီနှစ်ပတ်စီနော် member ပတ်စီအောက်သွားတဲ့အတွက်ကြောင့်ကျွန်တော်တစ်ပတ်စီကိုလက်ဆောင်နေနဲ့အကုန်လုံး free တွေရော member တွေရောအကုန်လုံးအကြိုက်တွေနဲ့တွေးသွင်းလို့ရအောင်တစ်ပတ်စီတစ်လုံးထုတ်ပေးထားပါတယ် အတပတိရောကျွန်တော်ဒီချွေကကြီးနှစ်ကတရောချွေကကြီးတကထိုက်စီရောကျွန်တော်ချွေကကြီးနှစ်ကရှေ့တဘာရောပရာရောအကုန်လုံးကိုက်ရင်နေတယ်ဗျဒါကြောင့်ကျွန်တော်ဒီအပူးသွမဟုတ်ဒီတော့ဒီတရက်နေမှာအပူးသွမဟုတ်တပိုင်းမှာကျွန်တော်ဘရားကိုအားစံလဲဆိုရင်ဒီမှာတေကိုတော်တော်လေးကြိုက်တယ်ဗျနော် တစ်ပိုင်ကိုတော်တော်လေးကြိုက်ပါတယ်အဲဒီဆက်သားမှန်မယ်ဆိုရင်ကျွန်တော်တို့တစ်ပိုင်အနေနဲ့ထွက်နိုင်ပါတယ်အဲတစ်ပိုင်အနေနဲ့ထွက်မဲ့ထွက်မယ်ဆိုရင်ကျွန်တော်တို့တစ်ထိုက်စီအနေနဲ့ထွက်နိုင်ပါတယ်တော့ဘာလို့ဆိုရင်ကျွန်တော်ထိုက်စီကလေနေ့စဉ်မှန်နေတဲ့6 9ထိုက်စီကလေနေ့တိုင်းမှန်နေတဲ့အတွက်ကြောင့်နေ့တိုင်းကနေ့လေးမှာရောတစ်ထိုက်စီဖြစ်နေတယ်ချွေကဲကြီးတစ်မှာရောတစ်ထိုက်စီရှိတယ်အကုန်လုံးနဲ့ကိုက်ရင်နေတဲ့အတွက်ကြောင့်ဒီတစ်ပိုင်ကိုတော်တော်လေးကြိုက်ရပြီ ဒါကျွန်တော်ကြိုက်တဲ့ဟာကိုကျွန်တော်ရတဲ့ဟာကိုကျွန်တော်ထုတ်ပြပေးတာအဲမဆွေများအကြိုက်ရှင်တူမှာပဲအသုံးပြုရပါဗျာနော်ကဲဒါဆိုရင်ကျွန်တော်ဒီအတွဲပုံစံတွေကိုတွေးပေးမယ်တွေးမှာပြန်ကွက်ရလဲဆိုရင် ကဲဒီအကွက်တွေပဲရတယ်ဒီလောက်ပဲရတယ်ဗျာနော်အကွက်ကအများကြီးမဟုတ်ဘူးဒီလောက်ပဲရတယ်ဒီအကွက်တွေကတော့အကုန်လုံးကိုချော့လို့မရတော့ဘူးအာကျွန်တော်ကကျွန်တော်ရဲ့ပက်သီးကမြန်မာပက်သီးက6ပက်သီးထွက်တော်ပြီထပ်ပြီးတော့လဲ6ကလာနိုင်သေးတဲ့လာနိုင်သေးတဲ့အတွက်ကြောင့်ဒီနှစ်ကွက်ကိုလဲ6နဲ့ပတ်သက်လို့ဒီနှစ်ကွက်ကိုလဲပေးလို့မရဘူးအဲ1နဲ့ပတ်သက်လို့လဲအားကောက်တဲ့အတွက်ကြောင့်ဒီ1နဲ့ပတ်သက်လို့ဒီနှစ်ကွက်လဲပေးလို့မရဘူးနော်ကိုကလည်းကျွန်တော်တို့ကွန်ခွဲတဲ့အပက်ကပျောက်ကနေဖြစ်နေတဲ့အတွက်ကြောင့်ဒီပက်ကထွက်နိုင်တယ် ငားလာရှိတဲ့အတွက်ကြောင့်ဒီကိုးနဲ့လည်းပေးလို့မရဘူးဒါကြောင့်ဒီအကွက်တွေကတော့လုံးဝပေးလို့မရဘူးအဲမဆွေများကိုယ့်အကိုရွေးပြီးတော့ထုတ်သုံးမယ်ဆိုရင်လည်းကိုယ့်အကိုရွေးပြီးတော့ထုတ်သုံးကြဖို့ဗျာနော်အကျွန်တော်ကတော့ဒီအကွက်တွေထဲကတော့ချော့ပေးလို့မရတော့ဘူးနော်ဒီလောက်ပဲဖြစ်တယ်အဲဒါကတော့နေရကလည်းအထင်ပါအတွေ့တွေကပါတဲ့အကွက်တွေဖြစ်ပါတယ်နော်ကျွန်တော်ဒီ size ကမှန်မယ်ဆိုရင်ဒီမှာ1 3တင်းနဲ့ပတ်သက်လို့ဒီနှစ်ကွက်ကလည်းအတူတူပဲဖြစ်တယ်ဘူးကတော့ဒီမှာ နော်အခွက်တွေကတော့တော်တော်လေးနည်းပါတယ်အဲမိုက်ဆွေများအတွက်အားရှိတာပေါ့ဗျာနော်ကဲဒါဆိုရင်တော့3တရားကနေကြည့်ရအောင်ဗျာဒါပုံလေးတွေတိမ့်မယ်ဆိုရင်တင်ထားလို့ရအောင်ဒီလိုလေးပြပေးလိုက်မယ်ဗျာနော်ကဲဒီလောက်ဆိုရင်အကုန်လုံးမြင်ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့3တရား3တရားကနေလေးကြည့်ရအောင်ကဲ 3D ကတော့အများကြီးမဟုတ်ဘူး၃ွက်တည်းဖြစ်ပါလေ။နော် 3D လက်ဆောက်ကတော့၃ွက်တည်းဖြစ်ပါလေ ကဲ၃ခွက်တည်းဖြစ်ပါတယ်ဗျသူတို့ကတော့၃ခွက်တည်းဖြစ်ပါတယ်ဒီ၃ခွက်ထဲမှာဘယ်ခွက်ကို အကြိုက်ဆုံးလဲဆိုရင်တော့ဒီခွက်တွေဒီတစ်ခွက်ကိုတော်တော်လေးကြိုက်ပါတယ်ဗျနော်ဒီခွက်ကိုတော်တော်လေးကြိုက်တယ်ဒီခွက်ကိုထိပြီးတော့ကစားမယ်ဆိုရင်အာပြီးတော့ကစားသင်ပါတယ်အတေကိုညာညာအအောင်ပါပါဖို့ဗျာနော်ကေဒါတို့3ဒီလက်ဆောင်ဖြစ်ပါတယ်အကုန်လုံးအဆင်ပြေကြပါစေဗျာနော်အကုန်လုံးအဆင်ပြေကြပါစေကျွန်တော်ရဲ့ YouTube channel လေးကို subscribe ပါလိမ့်မယ်မလို့ရသေးရင် လောက်ထားပေးကြပါကဲနောက်ဗီဒီယိုမှာပြန်ဆောင်ရတာပေါ့ဗျာနော်အဲပြီးရင်တခုအချိန်သေးတယ် 3D ထွက်ရင်ကျွန်တော်တို့ 3D ကရတဲ့ကနေ 2D နှစ်ကွက်ပုံမှန်ရတယ်အပတ်တိုင်းကလည်းထွက်ပါတယ်